ဒီဗီဒီယိုရဆက်တလုံးရှိအောင်နဲ့အစိမ့်ဆန်ပဲအမျိုးမျိုးငရုပ်တီအမျိုးမျိုးအမုတ်ဖြစ်သွားတဲ့အထိကြိတ်နိုင်ရဆိုတာဖြစ်နိုင်ပါမလားရှင်။ဒါကြောင့်မို့ပစ္စည်းမှပြင်ဟောမဟုတ်ဆန်းကြည့်ပါမယ်နော်။မာထားတဲ့ပစ္စည်းလေးရောက်လာပြီဆိုတော့အရင်ဆုံးဖောက်ကြည့်လိုက်ရအောင်နော်။ဒီဆက်ပစ္စည်းဖားတွေကိုခုလိုမျိုးအဲ့ဒီနဲ့ထည့်လိုက်တဲ့စဉ်ကတော့တိတ်ရောမကြိုက်ဘူးပေါ့နော်။တွေ့တဲ့အတိုင်းပဲပစ္စည်းဖားတွေကယိုယွဲနေပေါ့နော်။ကိုယ်စီရောက်ဖို့အရေးကပစ္စည်းသမားတွေရပေါ့နော်။ဟိုပြစ်ဒီပြစ်တွေနဲ့ဆိုတော့လေအဓိကကတော့အထက်ကဆက်ပစ္စည်းကောင်းဖို့ပဲလိုပါတယ်ရှင်။သူ့မှာအာမခံလဲတနစ်ပါတယ်ဆိုတော့လေဆိုတော့မဆိုပါဘူးရှင်။ဒီစာရွက်လေးကတော့ပစ္စည်းရဲ့လုံဆောင်ချက်သုံးဖို့သုံးနည်းလေးပေါ့နော်။ပစ္စည်းဖားပြီးမှလည်းအနီးဆက်ဆုံးကြိတ်လို့ရတဲ့ဟာလေးတွေလည်းပြထားပေးပါတယ်ရှင်။ ဆက်ကိုထုတ်ကြည့်တဲ့အခါမှာတော့အရင်လည်းပေါ့မနေဘူးအရင်လည်းလေးမနေဘူးပေါ့နော်ဒီအနောက်ဖင်မှာထဲတဲ့ကြိုးလေးကတော့အသေးပေါ့နော်ဒါကတော့နှစ်ပေါက်ထိုးပလက်ပေါက်လေးပေါ့နော်ပြီးရတဲ့အထက်ကဒလက်ပန်ကတော့ရှစ်ခုပါပါတယ်ရှင်အကြီးလေးခုနဲ့အသေးလေးခုပေါ့နော်ဒါကတော့ပါဝါခလုံးနှိမ့်တဲ့နေရာပေါ့နော်မဆိုးပါဘူးကျိတ်ဆက်လေးကိုစံကြည့်ဖို့အတွက်ပြင်ထားတဲ့ငါးမျိုးပေါ့နော်ငရုတ်ဒီနှစ်မျိုးရယ်ပဲဒီပဲရယ်ဆန်ရယ်ပဲဝါရယ်ပေါ့နော်အရင်ဆုံးဆက်ပစ္စည်းအလုံးလုံးရလာဆိုတာကိုပလက်ပေါက်ထိုးပြီးတော့စံကြည့်ပါမယ်နော်ပြီးရတဲ့အတန်ညက်မညက်ဆိုတာနားထောင်ကြည့်ရအောင်နော်သူစီနားထောင်တလောက်တော့မဆိုးဘူးရှင် စ္စည်းသဘောတရားကိုနားလည်ပြီးဆိုတော့စပြီးတော့ကြည့်ရအောင်နော်အရင်ဆုံးပဲဝါချမ်းကိုကြိတ်ပါမယ်ရှင်ပဲဝါချမ်းကအရန်ကိုမာတယ်ဆိုတော့လေသူကြည်မုံနိုင်အောင်ကြိတ်နိုင်ရလားဆိုတော့ဆန်းကြည့်ချင်တာပေါ့နော်ပြီးရနဲ့အဖုံပိတ်မယ်အဖုံကမလုံဘူးဆိုရင်လေသူပါဝါခလုံးနှိပ်လို့မရအောင်ရှင်သူရလော့ကြဖို့လို့ပေါ့နော်ဒီလော့ကလေလက်ကင်နဲ့တဲ့ပြီးဆိုမှပဲကြိတ်လို့ရပါမယ်ရှင်ဒီနေရာမှာပြောချင်တာတစ်ခုကမိဖို့ချောင်းသုံးကြိတ်ဆက်တွေကိုရေရှည်ခန့်ချင်လို့ဆိုရင်တော့တမင်းနဲ့ထပ်ပို့မဖိထားပါနဲ့ရှင်ဖိလိုက်ဖွင့်လိုက်ဖိလိုက်ဖွင့်လိုက်အဲ့လိုလုပ်ပေးပါနော်အခုဆိုရင်ပဲဝါချမ်းရမရကိုစစ်ကြည့်လိုက်တဲ့အခါမှာမရသေးဘူးပေါ့နော် ကိုလိုချင်တဲ့အနေထားရောက်တဲ့ ठी ကိုကြိတ်လို့ရပါလိမ့်ရှင်ဆက်ကပူလာတာမျိုးပါတော့မဖြစ်ပါဘူးเนาะအခုဆိုရင်တော့တစဉ်လိုချင်တဲ့အနေထားရောက်ပြီဆိုတော့ထုတ်လိုက်တော့မှာပေါ့เนาะဒီနေရာမှာကိုလိုချင်တဲ့အနေထားပေါ်မူတည်ပြီးတော့ကြိတ်ညက်မှုကိုအမျိုးမျိုးစိတ်ကြိုက်ကြိတ်လို့ရပါတယ်เนาะနောက်ထပ်တစ်မျိုးဆန်ကိုကြိတ်အောင်ကြိတ်ပြပါမှာပေါ့เนาะအမုတ်ကြိတ်ညက်တဲ့ ठी ပေါ့เนาะဒီနေရာမှာအခုတစဉ်ပြတဲ့အဟာတွေပဲမဟုတ်ဘဲနဲ့เนาะအမွေးကြိုင်တွေပါတယ်ရှိတဲ့အစိတ်ဆန်မှန်သမျှအားလုံးကိုလည်းကြိတ်လို့ရပါတယ်เนาะဆက်လေးကိုတော့တစဉ်ဝယ်တာတော့ဘယ်နေရာတော့မပြည့်ဘူးပေါ့เนาะမဆိုးတော့မဆိုးပါဘူးရှင်ဒီဆန်ဆိုရင်အလုံးသေးလို့လားမသိဘူးပေါ့เนาะအတန်လေးကတိတ်လို့မဆူညာဆော့ဆော့ပ ဲဝါချန်းဆိုအတန်စူပါတယ်ရှင်ခုဆိုရင်တော့သင်းလိုရှင်တဲ့ဒီဆန်မုတ်အနေထားလေးရပါပြီပေါ့နော်ဒါဆိုရင်တော့ဆန်ပြုတ်ဟိုဘယ်လိုမျိုးပြောမလဲခလေးတွေစားတဲ့ဆန်ပြုတ်တွေပါတယ်အဲ့လိုမျိုးပေါ့နော်လှုပ်ရှားလို့ရတဲ့အနေထားဖြစ်သွားပြီနော်အရန်မိုက်ပါတယ်ရှင်နောက်ထပ်တစ်မျိုးကတော့ဘဲဒီဘဲကိုကြိတ်ပါမယ်ရှင်ဘဲဒီဘဲကအရန်မာတယ်ပေါ့နော်အဲ့ဒါကိုသင်းချိတ်ကြည့်လိုက်တဲ့အခါမှာကျတော့လေအဲ့အတန်အရန်စူညံ့ပါတယ်ရှင်သူကတသေးတသေးလေးနဲ့မမမဆိုတော့လေတော်တော်လေးတော့စူတယ်ဘဲဒီဘဲကြိတ်တဲ့အခါကျရင်တတိထားရပါမယ်ရှင်သင်းပြသွားတဲ့ဘဲဒီဘဲနဲ့ဘဲဝါချန်းတွေကိုဒီထပ်ပို့ညံ့အောင်ကြိတ်လို့ရပါတယ်နော်သင်းက တော့ထက်ကြိတ်ပြရမယ့်ဟာတွေများလို့လေဒီလောက်နဲ့ပဲတော်လိုက်ပါပြီရှင်ခုနောက်ဆုံးဆန်းပြမှာတော့ငရုတ်ဒီပဲဖြစ်ပါတယ်ရှင်သူကအတောက်ရှည်တော့လေစက်တဲ့ကိုထဲလို့မဆန်းတော့သူစီညက်တယ်ပေါ့နော်သုံးပိုင်းညက်ပြီးတော့ထဲလိုက်ပါတယ်ရှင်ဒါပေမဲ့ငရုတ်ဒီကနဲလို့လားမသိပေါ့နော်ကြိတ်ရတာလေဟိုနဲပေါ့သွားတယ်လို့မျိုးပေါ့နော်အဲ့ဒါကြောင့်မလို့သူစီကအလုံးကြီးကြီးပါရောထဲလိုက်မယ်ရှင်ဒါမှပဲအာရပါရကြိတ်လို့ရအောင်ပေါ့နော်ဒီငရုတ်ဒီကိုကြတော့သူစီကြိတ်ညက်သွားတဲ့အထိပေါ့နော်ဟိုဦးငွေဆိုးမုတ်လို့မျိုးလေကြိတ်ညက်တဲ့အထိကိုသူစီကြိတ်ကြည့်ပါမယ်ရှင်အဲ့ဒါဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့သူစီနဲ့တူကြည့်လိုက်ရအောင်နော်ဒီနေရာမှာငရုတ်ဒီမုတ်ကြိတ်ပြီးတော့အဖုံဖွင့်မယ်ဆိုသတိထားပါနော်သူစီတော်မှ လေရုတ်တရက်မတိပဲနဲ့ပေါ့နော်ဖွင့်ချလိုက်တာပေါ့နော်နှာခေါင်းတွေလည်းမုံပြီးတော့လေဟတ်ချိုတွေပါနေပါဖြစ်ကုန်တော့ပေါ့နော်တော်တော်လေးမုံပါတယ်ရှင်ငရုတ်ဒီကြိတ်ပြွားတဲ့ခါကျရင်တအောက်လောက်လေဘူးလေးကိုခောက်ပြီးမှပေါ့နော်ဖွင့်ပါနော်ဒါဆိုရင်တော့အဆင်ပြေပါတယ်ရှင်ဒီမှာကြည့်လိုက်ပါနော်ဥငွေဆိုးမုတ်လိုမျိုးပေါ့နော်လုံးဝကြည်ညက်လေအမုတ်မုတ်လေးကိုဖြစ်သွားတယ်ရှင်ဖြူးနေတာပဲပေါ့နော်တော်တော်လေးကိုအဆင်ပြေတယ်နော်ဒီဆက်လေးကမဆိုးပါဘူးโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပေါ့နော်ဒီနေ့ကတော့ဒီဆက်နဲ့ပတ်သက်ပြီးတော့ဂျင်းဟုတ်မဟုတ်စံပြလိုက်ပြီးတော့လုံးဝဂျင်းမဟုတ်ပါဘူးရှင်တွေ့တဲ့အတိုင်းပေါ့နော်ကြည်ညက်နေတာမှလက်ကုပ်ပေါ့နော်ဆက်လက်လုံး ုံမှမပူပါတဲ့အတွက်မဆိုးလို့ပြောမှာရှင်။ Okay သစင်းရဲ့ဗီဒီယိုလေးကိုအဆုံးတကြည့်ပေးကြတဲ့အတွက်အားလုံးထူးပဲ cheers တင်ပါတယ်ရှင်။နောက်ဗီဒီယိုကျမှပဲသစင်းကဘာတွေစာပြပြီးတော့ဘာတွေစံပြမလဲဆိုတာကြည့်ရှုပါပေးကြပါဦးနော်။အားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတတား။